တရားကရေဟူးကဒါမုံလီနန်းကြီးပေါ့ဒါနန်းလက်ဒါနန်းပြားဒါနန်းသေးသေးမျိုးပေါ့ပဲမုံပဲမုံကပဲမုံရချင်ရင်ရပေါ့ပဲမုံကလည်းဒါရေဟူးကပဲမုံတကယ်ကြတော့သူကစက်သွနေနဲ့ခဲနေနေကိုစီစီသက်ကြသားနဲ့ပေါ့ကြသားနဲ့စီသက်တယ်နောက်ကြကြသားမွာကြတက်တက်ဒီမွာထဲပို့ကြတက်တက်လေးပြုတ်ထားတာ ဒီမုံဒီမုံဘက်ကလည်းရေဦးရမှာတယ်။နောက်ဒီမြုပ်သီးကလည်းအိမ်ကကျိတ်ပြီးတော့ပို့တယ်။ရေဦးကပဲဆနွဲ့မုံလည်းလို့ကျိတ်ပို့တယ်။ဘယ်မုံအကုန်လုံးမှာပဲ။အကုန်လုံးကရေဦးရပဲ။ရဲချက်ကညတော့ပဲမုံပေါ့နော်ပဲမုံရဲ့ချက်ဟင်းရဲ့ဒီကတော့များသောအားဖြင့်စီကျဲနဲ့သုံးတာများညီမတို့ကြီးအရီချက်ဟင်းရဲ့ပဲမုံရဲ့အဓိကပေါ့အဲပဲမုံကကြတဲ့ဒီကပဲမုံတွေကကြတော့ဟိုစီစီညီမတို့စီလိုစီစီမဟုတ်ဘူးလေ ောက်ပြီးတော့ဗျာကျော်ဒီကကျတော့မမတို့စီတော့ကိုယ့်ကိုသက်သက်ဝယ်စားပါဗောဒီကတော့မရင်ဦးထုတ်ဖြစ်အောင်လို့ပွဲတဲ့ကိုကြိုက်ထဲပေးတာဗောအဲ့ဒီနည်းနည်းမေးချက်တမေးကတော့သက်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 တွေချပေးတာဗောအချို့ကကျတော့ကြိုက်တဲ့လူရှိရင်မကြိုက်တဲ့လူရှိရင် တရားရေးလို့ခေါ်ပါတယ်။ဆိုင်ကမတော်ကဒီရောက်ပြီးတော့ကျတော့ကိုဒေတာထွက်ကုန်လေးတဲ့ပေါ့ဒေတာထွက်ကုန်နဲ့ဒီကိုဟွာလောက်တတ်တဲ့ကိုဒေတာအစားစားလေးလုပ်ရောင်းမယ်ဆိုပြီးတော့ရောင်းရတယ်။မတော်ကသကိုင်းတိုင်းရေဦးမျိုးပါပါ။ဒီဆိုင်မှာအစားစားကရေဦးကနန်းကြီးတို့ရမယ်နန်းလက်နန်းပြနန်းသေးပေါ့။နောက်ပြီးတော့ဟိုထမင်းအမားတို့ဘက်ကစားတဲ့ဆက်ကြားခေါ်ပေါ့ထမင်းကြုံနဲ့မုတ်တီနဲ့တုတ်တာအဲ့ဒါရမယ်နောက်ရှမ်းစားစာတွေရမယ်ရှမ်းဆန်စည်းဆန်ပြားပေါ့ အားရရမယ်ရှိတယ်ထမင်းကျော်နဲ့မုန်တီနဲ့ဥမာတို့ဘက်ကတော့စကြာခေါ်တာပေါ့နော်အဲ့လိုမျိုးလည်းရရတယ်နောက်မုန်တီနဲ့ထမင်းနဲ့တုတ်တာလည်းရရတယ်အဲ့ဒါကြတော့ဒီနယ်ကတော့ခုတော့နည်းနည်းလေးစားလာကြပြီပေါ့နော်ငကောကတော့ဒီသူတို့ကမုန်တီကိုသိမသိနေတော့ရှမ်းပဲစားတာများတယ်ခုတော့နန်းလက်ကိုအများဆုံးစားကြတယ်နန်းကြီးကြတော့သူတို့မစားရဲကြဘူးပေါ့မမတို့နယ်ကလူတွေကတော့နန်းကြီးပဲစားကြတာအဲ့ကြတော့ဒီစနေတနေ့ကြရင်တော့နယ်ဘက်ကလူတွေလာတယ်ပေါ့ဒီမုန်တီမုန်ဘက်ကလည်းရေဦးရမှာတယ်နောက်ဒီငယ်သီးကလည်းအိမ်ကကြိတ်ပြီးရောပို့တယ် ရေဦးကပဲဆက်နွှဲမုံလဲလို့အကျိတ်ပို့တယ်ပဲမုံအကုန်လုံးမှာပဲအကုန်လုံးကရေဦးကပဲပို့တာရန်ကုန်နဲ့မတူတဲ့ရတာတို့ရန်ကုန်ကကြတော့နည်းနည်းဟိုစီများမယ်ထင်တယ်အမားထင်တယ်ပြောရတယ်အမားတို့ကတော့ချက်ဟင်းအရေပေါ့အဲ့လိုမျိုးဆိုတော့ပဲမုံပေါ့ဟုတ်ပဲမုံစီအစီပေါ့ပဲမုံစီတဲ့တက်ပေါ့ဒီကပဲမုံကကြတော့ဟိုရေဦးဘက်ကအညာပဲမုံတော့မစီးဘူးပေါ့ဒီကကြတော့ညာကကြတော့ကလပဲမုံစစ်တယ် ရင်ဟိုကတော့ပုံမှန်တော့မရှိဘူးညီမရဲ့ရုံဖွင့်ရကြရင်တော့နဲတယ်သုံးခွဲကြရင်သုံးမျိုး၄မျိုးပေါင်းမှ၅ပိတာ၆ပိတာအဲ့လောက်ရုံဖွင့်ရကြရင်တော့များတယ်ပုံမှန်တော့မရှိပါဘူးခါလေးရုံဖွင့်ရလည်းများရင်လည်းများတယ်ပေါ့ဈေးတုန်းကတော့တပွဲကို၃၅၀၀အော်ဒါလည်းမာလို့ရပါတယ်ခုခွဲနာအနေနဲ့မာလို့ရတယ်အဲ့ဒါကျအဲ့ဒါကျပုံမှန်မရှိဘူးညီမလေးနဲတဲ့နေနဲတဲ့များတဲ့ဆောက်ရောက်တဲ့အချိန်တုန်းကမားတို့ကမုံတီလို့ရေးထားတော့တော်တော်များများကြတော့ဒီကမုံတီဆိုရင်ရခိုင်မုံတီလို့ပဲသိကြတာလေ မတို့ဘက်ကတော့ဒီဟာကိုမုန်းတီလို့နန်းကြီးသုတ်လို့မခေါ်ဘူးဒီကနန်းကြီးသုတ်ခေါ်တာအဲ့လိုမျိုးဆိုအဲ့ဒါအပြင်ရှင်းရှင်းပြရတယ်ရှင်းပြပြီးတို့တို့ဒါလေးစားပြစ်အောင်ပေါ့နော်ကိုကဘလိုလေးဘလိုလေးပြောပြရတာအော်တို့တိတာခိုးတာပေါ့ခိုးတာကကြတော့ဟိုမတို့လိုချင်ရင်မတုံ့မှုရှင်တယ်တို့ကဟင်းကြိုးဒီကလည်းအဲ့လိုမျိုးဆိုတော့အဲ့လိုလေးလည်းရှင်းပြရတာပေါ့ခိုးတော်နဲ့ဘလို့ကွဲတယ်နန်းကြီးဆုံးနဲ့ဘလို့ဆိုတာရှင်းပြရတာဟုတ်တယ်ခုတော့တော်တော်များများတော့သိကြပါပြီဟုတ်ကဲ့ဆိုင်ကဗဟန်း၃လမ်းပေါ့ တဝါမြင်းကြီးချက်တိုင်းမှတ်15ပါဗဟန်3လမ်းဗဟန်မျိုးနယ်ဖုန်းက2981330032ပါဆိုင်နံပါတ်ကရေဦးဆိုင်ပါတို့ဦးပါဒါဝဲဦးကြရေဦးဝဲဦးကြဒါရေဦးကကျက်ဦးကြဒါကရေဦးဝဲဦးကြဒါတထုပ်ကို900ပါဒါရေဦးကကျက်ဦးကြကျက်ဦးကြကတထုပ်ကို1000ပါ တောင်းဒါတွေကလက်ဖက်နှက်ပါဒါပေဒါတွေကတထုပ်ကိုနှက်ထားဒါတွေကညှို့နှက်ညှို့နှက်ကလည်းတထုပ်ကိုနှက်ထားရေဦးရည်ကြီးပါပဲဒါကရေဦးပငက်ပြီရေဦးပငက်ပြီဟိုဒါအပြားလေးတွေလုတ်ထားတာဒါတွေကအကြည်လေးပေါ့အကြည်ကြော်စားလို့ရတယ်ဟုတ်တယ်ဟုတ်တယ်ဒါတော့ပါပလာကြဒါရေဦးဂျင်းနဲ့ပါဂျင်းနဲ့ခါခါကျဲဦးနဲ့တထုပ်ကိုတထားဒါဂျင်းနဲ့လက်ဖက်နဲ့ တထုပ်ကိုတထားဟိုဒီဘက်ကကြတော့ဒါတော့အညာဘက်ကပေါ့ညမပင်ဘက်ကထွက်တဲ့ဟာလူဦးကြလူဦးကြောက်တာရေဦးထွက်တဲ့အာလူးကြအာလူးကြောက်တထုပ်ကိုနှစ်ထားသေးသေးတွေအားတထားဒါရေဦးကထွက်တဲ့ကိတ်ချက်တထုပ်ကို900ရောင်းရတဲ့ရွယ်ချက်ကဒီကရေဦးသူရေဦးသားလည်းများတယ်လေများတော့သူတို့လည်းရေဦးစားစားလေးလွမ်းပြစားရတာပေါ့ ်အော်ရေဦးဆိုင်ကိုဒါရေဦးမုတ်တီဆိုင်ရဲ့ရေဦးဒေသတွက်ကုန်လေးလာပြီးတော့အားပေးကြပါအောင်လို့